မင်္ဂလာပါဆရာမကတော့ grade 11သင်ယူသည့်သင်ချပါတရက်ကိုသင်ကြားမယ်ဆရာမဖြစ်ပါတယ်ဆရာမဒီနေ့သင်ကြားမယ်ခေါင်းစဉ်က chapter 5 matrix ဆရာမကိုဆက်ပြီးရှင်းမယ်အပိုင်းလေးက5.4 the inverse of a square matrix or order 2တဲ့ ော်ရာတို့ရှိတဲ့ square matrix တွေရဲ့ inverse တွေကို inverse တွေအကြောင်းကိုဆက်လက်ရှင်းလင်းမှာ ဖြစ်ပါတယ် lesson objective အနေနဲ့ပေးထားတဲ့ the students will be able to calculate the data determine or a to do matrix to do matrix တွေကိုစုံဖြတ်ပြီးတော့တွက်တက်မယ် distinguish the singulars and non singular matrix and aura to do တဲ့ aura to do ရှိတဲ့ matrix တွေရဲ့ singular နဲ့ non singular matrix တွေရဲ့အကြောင်းကို distinguish စုံဖြတ်တက်မယ် use the determine formulas for the inverse or to do matrix if it's exists ရှိမယ်ဆိုရင်တဲ့ matrix inverse ရှိမယ်ဆိုရင်တဲ့ to do matrix တွေရဲ့ inverse တွေအတွက် dominant တွေရဲ့ formula တွေကိုလည်းအသုံးပြုတတ်မယ် show that a matrix multiplying by its inverse is the unit matrix matrix တစ်ခုနဲ့သူ့ရဲ့ inverse matrix ကိုမြောက်လို့ရလာတာက unit matrix ဖြစ်တယ်ဆိုတာကိုပြတတ်သွားမှာဖြစ်ပါတယ် sort matrix equation use the inverse sort to do matrix တူတူ matrix ရဲ့ inverse ကိုအသုံးပြုပြီးတော့ matrix equation ကိုလည်းဖြည့်ရှင်းတတ်သွားမှာဖြစ်ပါတယ်။ multiplicative inverse နှောက်ချင်းရဲ့ inverse ကိုပြောထားတယ်။3ရဲ့ number 3ဆိုရင်3ရဲ့ multiplicative inverse က1/3ပေါ့ဆိုလိုချင်တာက3ရဲ့ multiplicative inverse က1/3 3 and 1/3 are called the multiplicative inverse because they are product is 3 multiply 1 divided by 3ဆိုရင် equal 1ဆိုလိုချင်တာက multiplicative inverse ဆိုတာကဂိမ်းတစ်လုံးနဲ့သူ့ရဲ့ multiplicative နဲ့ inverse နဲ့မြောက်မယ်ဆိုရင်တန်ဖိုး1ရတာကို multiplicative inverse လို့ခေါ်ပါတယ်တဲ့အဲဒါကြောင့် which is multiplicative identity ဟုတ်ပြီဆက်ပြီးဆရာမကပို့ပြီးနားလည်အောင်ရှင်းပြမယ်ဂိမ်းတစ်လုံးယူလိုက်မယ်အဲ့ဂိမ်းတစ်လုံးက10အဲ့10ရဲ့ multiplicative inverse က1 divided by 10 i 10နဲ့ multiplicative inverse နဲ့မြောက်မယ်ဆိုရင် fpa က multiplicative identity 1ရတယ်ဆိုတာကိုရှင်းပြထားတာဖြစ်ပါတယ်။ဟုတ်ပြီဒါကရိုးရိုးကနန်းတွေအတွက်ရှင်းပြထားပြီး for matrix တွေအတွက်ရှင်းပြမယ်ဆရာမက a equal to 1 1 3 4 b equal to 4 minus 1 minus 3 1 pre multiply b by a တဲ့ဆိုလိုချင်တာကတဲ့ a ကို b ရဲ့ရှေ့မှာထားပြီးမြောက်မယ်တဲ့1 1 3 4တဲ့ 4 minus 1 minus 3 1เนี่ยมึงรู้ชื่ออ่ะ multiply လောက်တဲ့ matrix တွေရဲ့ multiplication ကိုစဉ်းစားလိုက်စဉ်းစားလိုက်တယ်ဆိုရင်ရှေ့က matrix ရဲ့ column နဲ့နောက်က matrix ရဲ့ row နဲ့တူရင်မြောက်လို့ရမယ်ဆိုရက်အတွက်တူ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 ဆိုတော့မြောက်လို့ရမယ်နောက်တစ်ခုရှေ့က matrix ရဲ့ row နဲ့နောက်က matrix ရဲ့ column နဲ့မြောက်လို့ရတယ်လို့ပြောထားတာဖြစ်တဲ့အတွက်မြောက်လိုက်မယ်မင်းတို့ကမြောက်လိုက်ရင်1 0 0 1လို့ရမယ်အဲဆိုရင်ဆီယမားတို့က1001ဆိုတာ identity matrix ပေါ့ multiplicative identity ပေါ့ အရှိမားက multiplicative identity ရိုးရိုးကနန်းနေအတွက်ဆိုရင်1 matrix ရဲ့ multiplicative identity ကြတော့ unit matrix 1001 i လို့သတ်မှတ်ထားပြီးသားအဲ့ဆိုကျွန်တော်တို့က pre multiply b by a a ကိုရှေ့ထားမြောက်မယ် post multiply b by a a ကိုနောက်ကထားမြောက်မယ် b ရဲ့ရှေ့ထားမြောက်မယ် b ရဲ့နောက်ကထားမြောက်မယ်ရရဲကျွန်တော်တို့ကမြောက်တဲ့နေ့ကမင်းတို့သိပြီးသားမြောက်လိုက်မယ်ဆိုရင်1001ဆိုရက် unit matrix identity matrix ကိုရမယ် အဲ့ဆိုဆရာမတို့ကမင်းတို့ကကဏန်းကိုမြောက်မယ်ဆိုရင် multiplicative identity 1ကိုရမယ် matrix တွေကိုမြောက်မယ်ဆိုရင် ab နဲ့ ba က i ဆိုတဲ့ unit matrix ကိုရမယ်အဲ့ဆိုဆရာမတို့က we can say that a and b are multiplicative inverse of each other တစ်ခုဟာတစ်ခုရဲ့ multiplicative inverse ဖြစ်နေတယ် ဆိုလိုချင်တာက b equal to a inverse လို့ဆိုလိုချင်တာပေါ့အဲ့ဆိုဆရာမတို့ကတခုကတခုရဲ့ inverse ဖြစ်နေတယ်လို့ပြောတဲ့အတွက်မင်းတို့ကဒီမှာဆို abi ရတယ်ဆိုရင်စဉ်းစားလိုက်မယ်ဆိုရင် a နဲ့ a inverse ဘီနီယာမှာ a inverse သွင်းလိုက်မယ်တခုကတခုရဲ့ inverse ဖြစ်နေရတဲ့ဆိုတဲ့အတွက် i ရဟုတ်ပြီဆရာမတို့က ba ကိုစဉ်းစားမယ်ဆိုရင်လေ ba ကမင်းတို့မှာ i ရတယ်ပေါ့တခုကတခုရဲ့ inverse လို့ပြောတဲ့အတွက် a inverse a equal to i ရမယ် ပရီနဲ့ပို့စ်နဲ့ဘလို့ပဲထားရှင်းရှင်းတစ်ခုဟာတစ်ခုရဲ့ multiplicative inverse ဖြစ်နေတယ်ဆိုတာကိုမင်းတို့ကိုမင်းတို့ရဲ့ real numbers လေးတွေနဲ့ရှင်းပြထားတဲ့အပေါ်ကအောက်က matrix ရဲ့ဥပဒေအသားတွေနဲ့ရှင်းပြထားတာဖြစ်ပါတယ် multiplicative inverse ကိုရှင်းလင်းအောင်ရှင်းပြထားတာဖြစ်ပါတယ်ကျွန်တော်တို့က definitions of inverse inverse ရဲ့ definition ကိုရှင်းအောင်မယ်တဲ့ထပ်ပြီးအပေါ်ကဟာလေးကိုဆက်မှရှင်းမိတာဒါပေမဲ့ထပ်ပြီးရှင်းမယ် if ab equal to ba equal to i ဆိုပြီးရှေ့မှာရခဲ့ပြီးသား pre multiplicative နဲ့ post multiplicative ရရမယ် the inverse of a တဲ့ the inverse of a က a inverse တစ်ခုဟာတစ်ခုရဲ့ multiplicative inverse လို့ပြောတဲ့အတွက် a inverse က b the inverse of b inverse ကဆိုလဲ a တစ်ခုဟာတစ်ခုရဲ့ multiplicative inverse လို့ပြောထားတယ်။ကျမတို့ကရှေ့မှာပြောခဲ့ပြီးသား a နဲ့ a inverse နဲ့မျှောက်ရင် i အဲ့တိုင်းပဲ b နဲ့ b inverse နဲ့မျှောက်ရင်လည်း i ဆိုတာကို inverse ရဲ့ definition လေးကိုနားလည်အောင်ရှင်းပြထားတာဖြစ်ပါတယ်။ဟုတ်ပြီ။ကျမကဒီမှာခွန်းလေးနဲ့ရှင်းပြထားတယ်။ The inverse matrix could be found by interchanging the entries in the main diagonal and change the sign or the entries in the other diagonal if the difference or the product or the entry in the two diagonals was 1သူဆိုလိုချင်တာကတဲ့ inverse matrix ကိုရဖို့ရင်အတွက်ဆိုရင်တဲ့ main diagonal interchange the entries main diagonal ကို interchange လုပ်မယ်နေရာချင်းမယ် change the sign or the entries in the other diagonal တခြားဒိုင်ယာဂိုနယ်ကိုလက္ခဏာပြောင်းမယ်ဘယ်အချိန်မှာ if the difference of the products or the entry in the two diagonals was 1မင်းတို့ရဲ့ဒိုင်ယာဂိုနယ်တစ်ခုရဲ့မြောက်လက်ကတဲ့1ရမယ်ဆိုရင်တဲ့ inverse matrix ကိုလိုချင်တဲ့ main ဒိုင်ယာဂိုနယ်ကို interchange ကြီးနေရာချင်းချင်းမယ်အားသားဒိုင်ယာဂိုနယ်ကို change ကြီး the sign ဆိုတဲ့အတွက်လက္ခဏာပြောင်းမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဆိုလိုတာက matrix A ပေးထားမယ် ဆမက example လေးကိုပို့ပြီးရှင်းလိုက်ပါမယ်ဟုတ်ပြီ a inverse ကိုလိုချင်တယ်တဲ့မင်းတို့က a inverse ကိုလိုချင်တယ် a inbox ကိုလိုချင်မိန်းတိုင်ရောက်ကိုနဲ့မြောက်လက်ထရန်လေးအာသားတိုင်ရောက်ကိုနဲ့မြောက်လက်ကတဲ့ဝမ်းရရမယ်လို့ပြောထားတယ်သူမှပြောထားတာကဝမ်းရမယ်ဆင်မတို့ကမြောက်လက်1နဲ့3နဲ့မြောက်တော့3မိန်းတိုင်ရောက်ကိုနဲ့မြောက်လက်ကနေအာသားတိုင်ရောက်ကိုနဲ့မြောက်လက်က2ကိုနှုတ်လိုက်တော့ဝမ်းရပြီအဲ့လိုဝမ်းရသွားမယ်ဆိုရင်တဲ့မင်းတို့ကတဲ့မိန်းတိုင်ရောက်ကိုနဲ့ကိုနေရာချင်းချင်းလိုက်ပါတဲ့ matrix a ရဲ့ inbox a inbox ကိုလိုချင်မိန်းတိုင်ရောက်ကိုနဲ့1နဲ့3နဲ့ကိုနေရာချင်းချင်းလိုက်တော့31 အားသားတိုင်အောင်ကိုလည်းကိုလက္ခဏာချင်းလိုက်ပါတယ်နေရာချင်းမချင်းရအောင်2ဆိုတော့ -2 1ဆိုတော့ -1 ဆိုပြီးတော့သူ့ရဲ့အထိပ္ပယ်လေးကိုမင်းတို့ကိုနားလည်အောင်ရှင်းပြထားတာဖြစ်ပါတယ် matrix A ပေးထားမယ် matrix A ရဲ့မိန်းတိုင်အောင်ကိုလည်းမြောက်လက်ထက်ကနေအားသားတိုင်အောင်ကိုလည်းမြောက်လက်က1ရမယ်ဆိုရင်နဲ့မင်းတို့က matrix A ရဲ့ inverse matrix ဖြစ်တဲ့ A inverse ကိုရမယ် equal တဲ့မိန်းကိုနေရာချင်းချင်းမယ် inter တစ်ချင်းကြီးတဲ့တိုင်အောင်ကိုလည်းမိန်းကိုနေရာချင်းချင်းလိုက်တော့1နဲ့3နဲ့ချင်းမယ် ။ဒါဆိုရင်130ဆိုတော့31ဖြစ်သွားမယ်။အားသားကိုလက္ခဏာချင်းဆိုတဲ့အတွက် minus 2နဲ့ minus 1ကိုရသွားမှာဖြစ်ပါတယ်။ကျွန်မကအဲ့ inverse လေးကိုဆက်ပြီးရှင်းလို့ရအောင် example 80လေးကိုရှင်းထားပါတယ် if a က5 minus 2 3 minus 1 b က minus 1 2 minus 3 5 show that AMBR inverse of each other A နဲ့ B မှာတခုကတခုရဲ့ inverse ဖြစ်တယ်ဆိုတာကိုသက်သေပြခိုင်းတယ်။ဆိုလိုချင်တာက A နဲ့ B မြောက်လက်က I ဖြစ်မယ် B နဲ့ A မြောက်လက်ကလည်း I ဖြစ်တယ်ဆိုရင်မင်းတို့အပေါ်မှာပြောခဲ့ပြီးသား matrix တခုဟာတခုရဲ့ inverse ဖြစ်တယ်ဆိုတာကိုပြောခဲ့ပြီးသားပါအဲဆိုမင်းတို့က we had to show that ဒါလေးကိုနားလည်မှဖြစ်မယ်တခုဟာတခုရဲ့ inverse ပြချင်တယ်ဆိုရင် AB ကလည်းအိုင်ဖြစ်ရမယ် BA ကလည်းအိုင်ဖြစ်ရမယ်ဆိုတာကိုမင်းတို့သိထားမှဖြည့်ရှင်းလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဆရာမတို့က matrix AB ကိုရှာမယ် A နဲ့ B matrix နှစ်ခုမြှောက်မယ်ဆိုမြှောက်လိုက်တယ်ဆိုရင်မင်းတို့အဖြေက1001ဆိုပြီးအိုင်ရမယ် matrix b နဲ့ a မြောက်မယ် matrix နှစ်ခု b နဲ့ a ကိုမြောက်မယ်မင်းတို့က matrix မြောက်တဲ့နင်းတိုင်းမြောက်လိုက်မယ်ဆရာမကတော့အကျေပြောပြမနေတော့ဘူးဆိုအဖြေက1001ရမယ် i ရမယ်အဲ့ဆိုဆရာမတို့က a b နဲ့ b a နဲ့က i နဲ့တူသွားမယ် အဆို since ab equal to i equal to ba ဖြစ်မယ်ဆိုရင် a နဲ့ b ဟာ inverse of each other တခုဟာတခုရဲ့ inverse ဖြစ်မယ်တဲ့ရှင်မ definition inverse မှာဆရာမတို့ကရှင်းခဲ့ပြီးဖြစ်ပါတယ် a inverse က b ရဲ့ inverse the inverse of a က a inverse is b the inverse of b b inverse ကလည်း a ဖြစ်တယ်ဆိုတာကို definition of inverse မှာသိချလေးရှင်းပြခဲ့ပြီးဖြစ်ပါတယ် more about inverse of square matrix of order 2တဲ့ does every to do mattress at invest have an invest ကျမတို့ကပို့ပြီးတော့တဲ့ square mattress order လို့ရှိတဲ့ square mattress တွေရဲ့ invest ကိုလည်းစဉ်းစားမယ်တဲ့ square mattress to to mattress ဒီမှာဆိုအင်ဘာရှိနိုင်မလားဆိုတာကိုလည်းသူကမေးထားတာဖြစ်ပါတယ်ဟုတ် ಬಿ ဆရာမတို့က matrix a ပေးထားတယ် a b c d ရှေ့မှာ matrix ရဲ့ definition ကိုရှင်းခဲ့ပြီးသား main တိုင်ရောင်ကိုနဲ့မြောက်လက်ထက်ကနေအာသတိုင်ရောင်ကိုနဲ့မြောက်လက်ကိုနှုတ်မယ် AD - BC determinant A ခြားနာခြင်း determinant A matrix A ရဲ့ determinant A ကိုလိုချင်ရင် main တိုင်ရောင်ကိုနဲ့မြောက်လက် AD တဲကနေအာသတိုင်ရောင်ကိုနဲ့မြောက်လက် BC ကိုနှုတ်မယ် AD ကဘလို့ရလာတာလဲဆိုတော့ the product of main တိုင်ရောင်ကိုနဲ့ minus the product of အာသတိုင်ရောင်ကိုနဲ့ဟုတ်ပြီ if အဲ့ determinant A က0နဲ့ညီရင်တဲ့ အင်းအင်းဘတ်ကမရှိဘူးဒတာမနစ် A က0နဲ့ညီသွားအင်းအင်းဘတ်ကမရှိဘူးအင်းအင်းဘတ်မရှိတဲ့အတွက် A တစ်ခုပဲရှိမှာပေါ့အဲ့ဒါဆိုရင် A တစ်ခုပဲရှိတဲ့အတွက်မင်းတို့ကိုပြောထားတာကအင်းအင်းဘတ်မရှိဘူးတဲ့ဒီဟာအရာအဲ့ဆိုမင်းတို့က it is as to be singular a တခုလည်းရှိတာဖြစ်တဲ့အတွက် singular matrix လို့ပြောမယ်။ a determinant a ရနော် equal to 0တဲ့0နဲ့မညီဘူးဆိုရင် inverse a ရှိတယ်။အဲ့ဆို a လည်းရှိမယ် inverse လည်းရှိတယ်ဆိုတဲ့အတွက် it is a to be non singular matrix နှစ်ခုဖြစ်သွားတာဖြစ်တဲ့အတွက်တစ်ခုတည်းမဟုတ်တော့ဘူးအဲ့ဆိုဆရာမတော့အရင်ဘက်ကိုရှာလို့ရပြီ1 by determinate a တဲ့ main နိုင်ရောက်ကိုနေကိုနေရာချင်းချိမ့်မယ် d နဲ့ a နဲ့အားသားကိုလက္ခဏာချိမ့်မယ်ဆိုပြီးပြောထားပြီးသား -c -b ဟုတ်ပြီမင်းတို့က order 2ရှိတဲ့ square matrix တွေရဲ့ inverse ကိုရှာခြင်းနဲ့ဆိုရင် မက်ထရစ်တစ်ခုပေးထားမယ်အဲဒီမက်ထရစ်ရဲ့ main တိုင်ရောက်ကုန်တွေကအားသားတိုင်ရောက်ကုန်တွေကိုနှုတ်မယ်ရလာတဲ့ determinant a က0နဲ့ညီရင် in bus မရှိဘူး in bus မရှိရင် singular singular ဆိုရင်လည်းမင်းတို့ကတွဲသိရမှာ in bus မရှိဘူး determinant a are not equal to 0နဲ့မညီဘူးဆိုရင် in bus ရှိမယ်အဲဒါဆိုရင် non singular non singular လို့ပြောရင် in bus exists ရှိတယ်လို့သိရမယ်နှစ်ခုကိုတွဲသိရမယ် in bus မရှိရင် singular singular ဆိုရင် in bus မရှိဘူး အင်ဘာရှိတယ်ဆိုရင်နန်းစင်ကူလာနန်းစင်ကူလာဆိုအင်ဘာရှိအဲ့ဆို matrix a ရဲ့ inverse matrix a inverse ကိုလိုချင်တယ်ဆိုရင်1 by determinant a main နိုင်ရကုန်တယ်ဟိုနေရာချင်းချိမ့်မယ်အားသားကိုလက္ခဏာပြောင်းပြီးတော့ order 2ရှိတဲ့ square matrix တွေရဲ့ inverse ကိုရှာလို့ရမှာဖြစ်ပါတယ်ဆရာမကဒါထပ်ပြီးတော့ matrix definition လေးကိုထပ်ပြီးတော့ရှင်းပြထားတာဖြစ်ပါတယ်ဟုတ်ပြီဆရာမက example 90ကိုရှေ့က order 2ရှိတဲ့ square matrix တွေရဲ့ inverse matrix ကိုရှင်းခဲ့ပြီးတော့အဲ့ဒါလေးကိုသုံးပြီး example 90လေးကိုရှင်းပြမှာဖြစ်ပါတယ် fine if it exists the inverse matrix of minus 2 4 1 minus 1 and of 3 minus 4 minus 2ဆိုလိုချင်တာကတဲ့ fine if it's a zit ရှိမယ်ဆိုရင်တဲ့ဒီမှာပေးထားတဲ့ matrix ကြီးရဲ့ inverse နဲ့နောက်မှာပေးထားတဲ့ matrix ကြီးရဲ့ inverse matrix တွေကိုအရှာခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီဆမကရှေ့က matrix ရဲ့ inverse ကိုရှာဖို့ရန်အတွက်ဆမတို့က matrix တစ်ခုနာမည်ထားလိုက်မယ် matrix တွေကို capital letter နဲ့ထားတာဖြစ်တဲ့အတွက်မင်းတို့ကြိုက်တာထား let m equal to minus 2 4 1 minus 1ရှိသလားမရှိသလား square matrix order တို့ရှိရဲ့ square matrix တွေရဲ့ inverse matrix ကိုလိုချင်ရှေ့မှာရှာဖို့ပြောခဲ့ပြီးသားပထမဆုံး determinant m ကိုရှာမယ် main တိုင်ရာကိုနဲ့မြောက်လက်ထဲကနေအားသားတိုင်ရာကိုနဲ့မြောက်လက်ကိုနှုတ်မယ် minus 2နဲ့ minus 1ရဲ့ main တိုင်ရာကိုနဲ့မြောက်လက် minus 1နဲ့4ဆိုဆရာမတို့က2 4ဆိုတော့ -2 not equal to 0 အဲ့ဆိုရင်တတားမိနစ်ကတော့ equal to 0ဆိုရင် inverse matrix ရှိတယ် non singular so m inverse exists အဲ့ဆိုဆရာမတို့က m ရဲ့ inverse matrix m inverse ကိုလို့ချင်း1 my တတားမိနစ် m main နိုင်ရောက်ကိုနေကိုနေရာချင်းချိန်မယ် -1 နဲ့ -2 အားသောကိုလက္ခဏာပြောင်းတော့ +1 က -1 +4 က -4 ဆိုပြီးအပြည့်ရမယ် 1 by minus 2 minus 1 minus 4 minus 1 minus 2မနှုတ်ရှိမှာ scalar multiplication ကိုပြောခဲ့ပြီးသားတစ်ခုချင်းစီဝင်မြောက်တော့1 by 2ဝင်မြောက်တော့2ဝင်မြောက်တော့1 by 2ဝင်မြောက်တော့1ဆိုပြီးတော့မနှုတ်ရဲ့ minus 2 4 1 minus 1 inverse matrix m inverse ကိုရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု matrix တစ်ခုရဲ့ inverse ကိုရှာတာဖြစ်တယ်နောက် matrix တစ်ခုလက် n လို့ထားလိုက် စစ်သည် -4-2 ရှိသလားမရှိသလားရှေ့မှာဆုံးဖြတ်ဖို့ပြောခဲ့ပြီးသားတတားမိနစ် N ကိုအရင်ရှာမယ်မိန်းနိုင်ရကုန်နယ်မြောက်လက်ထက်ရနေအာသားတိုင်ရကုန်နယ်ကိုမြောက်လက်ကိုနှုတ်မယ်6-2-4-3အဲဆိုဆရာမတို့က -12 +12 ဆိုတော့0တတားမိနစ်က0နဲ့ညီရင် inverse ကမရှိဘူး singular လို့ပြောတဲ့အတွက် matrix n ရဲ့ inverse matrix ဖြစ်တဲ့ n inverse က that's not aces ဆိုပြီးတော့မင်းတို့ကိုအရှိက definition လေးကိုရှင်းလင်းအောင် example လေးနဲ့ရှင်းပြထားတာဖြစ်ပါတယ်။နောက်တစ်ခုဆရာမတို့က matrix equation တွေကို inverse matrix ကိုသုံးပြီးဖြည့်ရှင်းမယ်။ example 20က solve the matrix equation 3132x 07924 22 matrix x equation ကိုဖြည့်ရှင်းပြီးတော့ 22 matrix h ကိုရှာပါလို့ပြောထားတာပါအဲ့ဆိုဆရာမတို့ကဒီမှာပေးထားတဲ့ရှုပ်မှာဖြစ်တဲ့အတွက်ရှေ့ရ matrix ကို a လို့ထားလိုက်မယ်31 32ကို matrix နာမည် a လို့ထားလိုက်နောက်ကပေးထားတဲ့0792ကို matrix b လို့ထားလိုက်ကျမတို့ကအဲ့ဆိုရင်ကျမတို့ကဒီမှာဆိုရင်သူကအစင်းလေးနည်းနည်းကြောခဲ့တယ် a is equal to b ဆိုပြီးရမယ်ကျမတို့ကအဲ့ဆို x ကိုလိုချင်တာဖြစ်တဲ့အတွက် a ပြောက်ချင်ရှေ့မှာ pre inverse ကိုထည့်မယ် a inverse a s equal to အောက်မှာတော့ပေးပြီးသားပါဆရာမကအပေါ်ကရေးရမှာလေအောက်မှာရောက်သွားတာဖြစ်တဲ့အတွက်ပို့ပြီးနားလည်အောင်ရေးပြထားတာပါ a inverse ပြီကျွန်တော်တို့ကအဲ့ဒါဆို a inverse ရောက်ဖို့ရန်အတွက် determinant a ရှာရမယ် determinant a main တိုင်ရာကိုနည်းမြောက်လက်ထည့်ရနေအားသားတိုင်ရာကိုနည်းမြောက်လက်ကိုနှုတ်တော့သတိရအဲ့ဆိုဆရာမတို့က a inverse ရှာလို့ရမယ် a inverse equal to 1 by determinant a main ကိုနေရာချင်းချင်းမယ်2 3 အားသားကိုလက္ခဏာပြောင်းတော့ -3 -1 ပြီးရင်1 -3 နဲ့ scalar multiplication ရဝင်မြောက်မယ်ဒီတိုင်းလေးထားပါအောင်ဝင်မမြောက်နဲ့မင်းတို့ရှင်းဖို့လွယ်အောင်1 -3 ကိုတစ်ခုချင်းစီကိုဝင်မမြောက်ပါနဲ့哦ဟုတ်ပြီဆရာမက ax equal to b ပုံစံကိုပြန်ပြီးဆွဲလိုက်မယ် ax ပဲလိုချင်တာဖြစ်တဲ့အတွက် a inverse ax equal to a inverse b a inverse နဲ့ a နဲ့မြောက်ရင် identity matrix unit matrix i ရမယ် ix equal to a inverse b ကျမတို့လိုချင်တာက aura တို့ရှိတဲ့ h ပဲလိုချင်တာဖြစ်တဲ့အတွက် i နဲ့ h နဲ့မြောက်ရင် h ပဲရမယ် a in bar b အဲဆိုကျမတို့လိုချင်တဲ့ h equal to a in bar ကိုယူသုံးမယ်1 3 2 1 3 0 7 9 2ဆိုပြီးရမယ်အဲဆိုကျမတို့ကနောက်က matrix နှစ်ခုအရင်မြောက်ပါမယ်နောက်က matrix နှစ်ခုမြောက်ရင်မြောက်လို့ရလားစဉ်းစားမယ် အော်ရာတို့ရှိတဲ့ matrix အော်ရာတို့ရှိတဲ့ matrix ဖြစ်တဲ့အတွက်မြောင်းလို့ရမယ် matrix တင်မြောက်တဲ့အခါမှာရှေ့က row နဲ့နောက်က column နဲ့မြောင်းမယ်မြောင်းလို့ရတဲ့ခန်းန်းနေ numbers တွေကိုပေါင်းမယ်လို့ပြောထားတဲ့ရှေ့က row နောက်က column မြောင်းပြီးပေါင်းပြီးသားကိုတစ်ခါတည်းရေးထားပါတယ်1/3နောက်ပြီးသားက minus 9 12 27 minus 5ကျမတို့က1 by 3နဲ့ minus 9 12 27 minus 50ကျမကရှေ့က1 by 3နဲ့ entries တစ်ခုချင်းစီကိုဝင်မြောက်လိုက်မယ် element တစ်ခုချင်းစီဝင်မြောက်လိုက်မယ်ဆိုရင်ကျမတို့ရလိုချင်တဲ့ order လို့ရှိတဲ့ matrix x က -3 4 9 -5 ဆိုတဲ့အဖြေကိုရရှိမှာ ဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုဆရာမကဆက်ပြီးတော့ရှင်းလင်းအောင်နောက်ထပ် example 21လေးကိုဆက်ပြီးတော့ရှင်းပြထားပါတယ် example 21ထဲမှာပေးထားတာက let matrix a ပေးထားတယ်2312 matrix b ပေးထားတယ်1432 find the inverse matrix of a နဲ့ b a နဲ့ b ရဲ့ inverse matrix တွေကိုရှာပေးပါတဲ့ပထမတစ်ဖက်က hence use your results to find the matrix p n q စသဲ့နံပါတ်1က ab = b နံပါတ်2က qa = b matrix နှစ်ခု inner ပြေးထားတယ်အဲ့ inner ရဲ့ inverse တွေကိုရှာမယ်အဲ့ inverse တွေကိုအသုံးပြုပြီးတော့ matrix ပြီးနဲ့ဂျူကိုပြေးထားချက်ကနေအရှာခိုင်းထားတာဖြစ်ပါတယ်ဆရာမကဒီမှာနေရာအခက်ခဲအောင် inner ဘီကိုပြန်မရေးတော့ဘူး matrix a ရဲ့ inverse ကိုရှာဖို့ရန်အတွက် determinant a ကိုရှာမယ် determinant a ရဲ့ main တိုင်အောင်ကိုနည်းမြောက်လက်က4 minus other တိုင်အောင်ကိုနည်းမြောက်လက်က3ဆိုတော့4 minus 3က1 အဲ့ဆို matrix A ရဲ့ inverse matrix A inverse ကိုရပါပြီ A inverse equal to 1 min A main ကိုနေရာချင်းချင်းမဲ့အားသားကိုလက္ခဏာပြောင်းတော့2 2နေရာချင်းချင်းတော့2 2ပဲ -1 -3 determinant က1 by 1ဆိုတော့2 -3 -1 2ဆိုတော့အဖြေက2 -3 -1 2ဆိုတော့ A ရဲ့ inverse matrix A inverse ကိုရပါမယ် B ရဲ့ inverse matrix ကိုရှာခိုင်းတာဖြစ်တဲ့အတွက် determinant B ကိုရှာမယ်မိန်းတန်ရာကိုလည်းမြောက်လက်ထက်ကနေအားသားတန်ရာကိုလည်းမြောက်လက်ကိုနှုတ်တော့2 minus 12ဆိုတော့ဆရာမတို့က2 minus 12ဆိုပြီး minus 10ကိုရမယ်အားဆိုရင် B inverse equal to 1 minus dash B မိန်းကိုနေရာချင်းချိမ့်မယ်အားသားကိုလက္ခဏာပြောင်းမယ်2နဲ့1နဲ့နေရာချင်းချိမ့်မယ် minus 3 minus 4ဆိုပြီးရမယ်ဆိုတော့ဆရာမတို့က minus 1 minus 10 2-4-31ဝင်မြောက်မယ်ဆရာမတို့ကဝင်မြောက်လိုက်တဲ့အခါမှာဆိုရင် -1.5 minus နဲ့ minus နဲ့ဆိုတော့ plus ဆိုတော့2.5 3.10 minus 1.10ဆိုပြီးရမယ်ဟုတ်ပြီနံပါတ်1ကဆရာမတို့ကရှာခိုင်းတယ်နံပါတ်1က AB equal to B တဲ့အဲ့ရနေ matrix B ကိုရှာခိုင်းတယ်ဆရာမတို့က matrix B ကိုလိုချင်တာဖြစ်တဲ့အတွက် matrix A ပြအောင် pre multiply လုပ်မယ် a inverse a b equal to a inverse b IB equal to AN bus B P equal to AN bus B ဖြစ်တဲ့အတွက်ဆရာမတို့က AN bus ကိုယူသုံးလိုက်မယ်2 minus 3 minus 1 2 1 4 3 2ဆိုပြီး matrix multiplication အရာမြောက်မယ်ဆိုရင် minus 7 2 5 0ဆိုတော့ matrix B ရဲ့အဖြေလေးကိုရရှိမှာဖြစ်ပါတယ် matrix multiplication ကိုဆရာမအကျေပြောပြမနေတော့ရှေ့မှာမင်းတို့ရဲ့ rules တွေသုံးပြီးရှာလို့ရတယ်ဆိုတော့ကိုပြောခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီနံပါတ်1က 2a equal to b တဲ့ ဂျူ equal to b ကနေ matrix ဂျူကိုရှာခိုင်းနေ pre multiplying b ကနေ post multiplying ကိုသုံးမယ်ဂျူ a a ပြောက်ဖို့ a inverse ထည့်မယ်နောက်မှာထည့်ထားတာဖြစ်တဲ့အတွက်ညီမချင်းနောက်မှာလည်းနောက်မှာပဲထည့်မြောက်မယ် b equal b into a inverse နောက်တဲ့အခါမှာ cross d dot တွေထည့်မရရောက်လို့ပြောပြသားဖြစ်ပါတယ် qi equal to v a inverse အဲ့ဆို q လို့ချင်း v a inverse မင်းတို့ရထားတဲ့ဥစ္စာက ဘီဘီက1432မတို့ရထားတဲ့အင်းဘာက2 -3 -1 2ဆိုတော့မင်းတို့ရမယ်မက်ထရစ်ဂျူအော်ဒါ2ရှိတဲ့မက်ထရစ်ဂျူက -2 5 4 minus 5ဆိုတဲ့အဖြေကိုမင်းတို့ရရှိမှာဖြစ်ပါတယ်။ဟုတ်ပြီဆရာမကဒီနေ့ chapter 5 matrix အကြောင်းကိုရှင်းပြသွားတာဖြစ်ပါတယ်။ matrix အကြောင်းမှာပါတယ်မင်းတို့အထူးအမှတ်ရမယ် matrix တွေပေါင်းမယ် matrix ပေါင်းခြင်းမှာပြည်လဲတဲ့ commutative law တွေ associative law တွေကိုပြည်လဲတဲ့ဆိုတာကိုသိရမယ်။ scalar multiplication သိရမယ်။ order တို့ရှိတဲ့ matrix တွေကိုမြောက်မယ်။မြောက်ပြီးတဲ့အခါမှာ matrix တွေရဲ့ inverse matrix ကိုလိုချင်ရင် matrix ရဲ့ inverse ကိုလိုချင်ရင် ဒက်တာမနစ် A ရှာမယ်ဒက်တာမနစ် A က0နဲ့ညင်စင်ကူလာဒက်တာမနစ် A က0နဲ့မညင်ရဲ့နန်စင်ကူလာ A အင်ဘာရှိတယ်ဆိုတာကိုတေချာရှင်းလင်းပြောပြပြီးတော့မင်းတို့ကပုံစံလေးတွေကိုဆရာမကတေချာရှင်းလင်းပြီးဖြစ်ပါတယ်မင်းတို့ကဆရာမရှင်းပြတဲ့ပုံစံလေးတွေကိုတေချာတွတ်ထားဖို့လိုပါမယ် exercise တွေကိုလည်းဆက်လက်တွတ်ထားဖို့လိုပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်